အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ PGDL DN 7107 Law of Evidence Chapter 8 Burden of Proof တသက်ထင်ရှားပြရန်တာဝန်အကြောင်းကိုတင်ပြသွားမှာဖြစ်ပါတယ်8.1 General Rule ရေဘူးအားစီးမြင်ရေဘူးအားစီးမြင်အရာအကြောင်းချင်းရာတစ်ခုတည်ရှိသည်ဟု အခိုင်အမာပြောသူသည် ထိုအကြောင်းချင်းရာတည်ရှိကြောင်းတသက်ပြရမည် ဥပမာမောင်ဖြူသည် မောင်မဲကိုမြင်းတကောင်ကိုကျမ်းမာကြောင်းအာမခံကျဲဖြင့်ရောင်းလျင်မောင်ဖြူကိုအာမခံကျဲချိုးဖောက်မှုဖြင့်မောင်မဲကတရားစွဲသည်မောင်ဖြူသည်အစကတည်းကထိုမြင်းသည်အနာတရားမရှိကြောင်းတည်တည်ပြပြီး မောင်မဲမှာထိုမြင်းသည်မကျမ်းမာကြောင်းတည်တည်ပြရမည်8.2 meaning or rule စီမင်းအိဒိဘယ်တည်တည်ပြရန်တာဝန်အိဒိဘယ်နှမျိုးရှိကြောင်းဖော်ပြထားသည်1အမှုထူထောင်ရန်တာဝန်တင်ပြခြင်းနှင့် ဥပဒေကိစ္စရံများကဲ့သို့တက်တည်ပြရန်တာဝန်နှင့်တက်တည်ခံချက်ကိုစတင်တက်တည်ပြရန်တာဝန်8.2.1 in civil case burden of proof on the pleadings တရားမမှုများတွင်အဆိုအခြေများပေါ်တွင်တက်တည်ပြရန်တာဝန်တရားလိုသို့မဟုတ်တရားပြိုင်အတည်ပြုထုတ်ဖော်ပြောကြားသောငင်းချက်များကိုတက်တည်ပြရမည်တက်တည်ပြရန်တာဝန်၏အဓိပ္ပာယ်ကိုအမှုကိုစတင်စစ်ဆေးခြင်းနှင့်အမှုလွှဲပြောင်းခြင်းမရှိခြင်းတွင်သတ်မှတ်သည် ပုံမှာတရတဲ့ of the better of blue ထင်ရှားစေရန်တတိပြရန်တာဝန်ရှိခြင်းမြည်သူမဆိုတရားရုံးကမိမိ၏အခိုင်အမာတင်ပြသည့်အကြောင်းချင်းရာများတည်ရှိမှုအပေါ်တွင်အမိပြုပြီးတရားခွင်အခွင့်အရေးတရရဲ့သို့မဟုတ်တာဝန်တရရဲ့နှင့်ဆက်လင်း၍စီရင်ဆုံးဖြတ်ပေးစေလိုလျင် ထိုအကြောင်းချင်းရာများတည်ရှိကြောင်းကိုတတိထင်ရှားပြသရမည်အကြောင်းချင်းရာတရရဲ့တည်ရှိကြောင်းကိုလူတအူးတယောက်ကတတိထင်ရှားပြရမည်ဖြစ်လျင် တက်တည်ထင်ရှားပြရန်တာဝန်သည် ထိုသူအပေါ်အကြောက်သည်ဟူ၍တက်တည်ကံအဥ်ရီပုံမှာတရားတစ်တွင် ပြဋ္ဌာန်းထားသည် ဆိုလိုသည်မှာဆွဆွဲချက်တစုံတရာနှင့်ပတ်သက်၍ထိုဆွဆွဲချက်တရှိကြောင်းမှန်ကန်ကြောင်းကိုတက်တည်ပြရန်တာဝန်မှာဆွဆွဲသူအပေါ်တွင်ကြားရောက်သည် illustration 1 A က B သည်ပြစ်မှုတစ်ခုကိုကျူးလွန်သည်ဟု ပြောဆို၍ B အားပြစ်ဒဏ်စီရင်ရန်တရားရုံးကစီရင်ချက်ပေးစေတို့သည် A က B ထိုပြစ်မှုကိုကျူးလွန်ကြောင်းတက်သည့်ထင်ရှားပြရမည်။နှင့် A ကဟုတ်မှန်သည်ဟုအဆိုပြု၍ B ကညှင်းဆိုသောအကြောင်းချင်းရာများကိုအကြောင်းပြု၍ A က B ၏လက်ရှိဖြစ်သောမြေတကွက်ကိုရားထိုက်ခွင့်ရှိကြောင်းကိုတရားရုံးကစီရင်ချက်ချပေးစေလိုသည်။ A ကထိုအကြောင်းအရာများတရှိကြောင်းတက်သည့်ထင်ရှားပြရမည်။စိန်လာနှင့်ပြည်တော်သူမြန်မာနိုင်ငံအမှုနိုင်တရားခံကမိမိသည်ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်းတက်သည့်ကံတင်ပြရန်တာဝန်မရှိပါ။ တရားလိုဘက်မှတရားခံသည်ပြစ်မှုကျွလွန်ကြောင်းတဏှာကင်းမဲ့စွာထင်ရှားအောင်တက်တည်ခံတင်ပြရန်တာဝန်ရှိသည်ဟုဖော်ပြထားသည်8.2.2 In criminal case burden of exasperation gate ပြစ်မှုဆိုင်ရာ အမှုများတွင်ပြစ်မှုထင်ရှားကြောင်းတက်တည်ပြရန်တာဝန်အမှုထင်ရှားပြရန်တာဝန်မှာအမှုစစ်ဆေးစဉ်တစ်ချောင်းလုံးမူလတာဝန်ထားသည့်ဘက်မှတာဝန်ကြသည် ဥပမာ လူတက်မှုအပေါ်ဆွဲဆိုချက်အပေါ်တွင် ကာကြီး အကျဉ်းသားအလိုလျောက်လှုပ်ဆောင်မှုရရှိခြင်းကြောင့်တည်စေခြင်းနှင့်ခါခွေအကျဉ်းသား၏မကောင်းကြံမှုတစိမ့်တသေးသားအပေါ်တက်တည်ပြရမည် Button or Eden Evident တက်တည်ခံချက်ကိုတက်တည်ထင်ရှားပြရန် တာဝန်အချို့အမှုများသည်တက်တည်ခံအပေါ်အထူးသဖြင့်ကြံရှိသောတရားညင်းချက်ကိုတက်တည်ပြရန်တာဝန်ဥပမာစိတ်ဖောက်ပြန်သည့်သူကို ကာကွယ်ခြင်းဖြစ်သည် အထူးလျှောက်လဲခြင်းဖြင့်တားမြစ်ပိတ်ပင်တင်သွင်းသည်8.2.3 ပုံမှာတရနှစ် on home brand of blue list မြေသူအပေါ်တွင်တက်သေးကံတင်ပြရန်တာဝန်ကြရောက်ခြင်းအမှုတဲနှစ်ဦးနှစ်ဖက်အနက်တက်သေးထင်ရှားပြရန်တာဝန်သည် အမှုတွင်မြေသည်ဘက်ကများတက်သေးထင်ရှားပြသခြင်းမရှိသောအခါအထင်အရှားမပြနိုင်သဖြင့်တရရှုံးမြေသူအပေါ်တွင်ကြရောက်သည်ဟုတက်သေးကံအုပ်တွင်ပုံမှာတရနှစ်တွင်ဖော်ပြထားသည် illustration 1 မောင်မဲလက်ဝဲရှိသောမြေသည်မောင်မဲ၏ဖခင်ဖြစ်သူဥနီကမိမိအားတည်တန်းစာဖြင့်လွှတ်အပ်ပေးခဲ့သည်ဟုမောင်ဖြူကအဆိုပြုပြီးထိုမြေကိုရလိုမှုနှင့်မောင်မဲအားတရားစွဲဆိုသည်မြေသည့်ဘကားများတတ်သိခံမတင်ပြလျင်မောင်မဲသည်ထိုမြေကိုမိမိလက်ဝဲထားမြဲထားပိုင်권ရှိသည်နှင့်ခံဝင်ကျုပ်အရာပေးရန်ရှိသောငွေကိုရလိုကြောင်းဖြင့်မောင်ဖြူကမောင်မဲကိုတရားစွဲသည်အဆိုပါခံဝင်ကျုပ်ချုပ်ဆိုကြောင်းဝန်ခံတော်လဲထိုစာချုပ်ချုပ်ဆိုခြင်းမှာ လိန်လည်၍ချုပ်ဆိုပါသည်ဟု မောင်မဲကပြောသည်မိသည့်ဘက်ကများတသက်ကံတင်ပြလျင်ခံဝင်ချုပ်ချုပ်ဆိုကြောင်းဝန်ခံရာကြားရောက်သည့်ပြင်လိန်လည်เจ้าကိုလည်းတသက်ထင်ရှားမောင်မဲကမပြနိုင်ခြင်းကြောင့်မောင်ဖြူကအနိုင်ရလိမ့်မည်ထို့ကြောင့်တသက်ထင်ရှားပြရန်တာဝန်မှာမောင်မဲအပေါ်တွင်ကြားရောက်သည်8.2.4ပုံမှ103 button of rule s to particular fast တေချာအကြောင်းချင်းရာကိုတသက်ကံ တင်ပြရန်တာဝန် တေချာအကြောင်းချင်းရာတစ်ခုကိုတက်တည်ထင်ရှားအောင်ပြရန်တာဝန်သည်မြေသူအပေါ်တွင် ကြောက်ရောက်ကြောင်းဥပဒေဖြင့်ပြဋ္ဌာန်းချက်မရှိလျင်ထိုအကြောင်းချင်းရာတရှိကြောင်းတရားရုံးအားယုံကြည်စေလိုသူအပေါ်တွင်ကြောက်ရောက်သည်ဟုတက်တည်ကံအဥ်ရီပုံမှာတရားသုံးတွင်ဖော်ပြထားသည် illustration မောင်ဖြူကမောင်မဲကို ခိုးမှုဖြင့်တရားစွဲသည် မောင်မဲသည်မိမိကိုယ်ကြောင်းကိုမောင်နှီးထန်၌ဖြောင့်ဆိုသည်ဟု မောင်ဖြူသည်တရားရုံးအားယုံကြည်စေလိုကြောင်း ထို့သို့ဖြောင်းဆိုကြောင်းကိုမောင်ဖြူကတက်တည်ထင်ရှားပြရမည်မောင်မဲသည်ထို့သို့ခိုးယူမှုဖြစ်ပွားချိန်တွင်မိမိအခြားနေရာ၌ရှိကြောင်းကိုတရားရုံးအားယုံကြည်စေလိုလျင်ထို့သို့အခြားနေရာ၌ရှိကြောင်းကို မောင်မဲကတက်တည်ထင်ရှားပြရမည်8.2.5ပုံမှား104 The run of proving first to be proved to make evident admissible တက်တေကံဝင်ရန်အတွက်လိုအပ်သောအကြောင်းချင်းရာကိုတက်တေကံတင်ပြရန်တာဝန် အကြောင်းရှင်းရာတရရက်နှင့်ဆက်လင်း၍တဦးတယောက်ကတက်သေးပြနိုင်စေရန်အလို့ငါအခြားအကြောင်းရှင်းရာတရရက်ကိုတက်သေးထင်ရှားပြရန်လိုအပ်သည်ဖြစ်လျင် ထို အကြောင်းချင်းရာနှင့်ဆက်လင်း၍တက်သေးထင်ရှားပြရန်တာဝန်သည် အဆိုပါတက်သေးပြလိုသူအပေါ်တွင်ကြားရောက်သည်ဟူ၍တက်သေးကံအုပ်တွင်ပုံမှန်တရလီတွင်ပြထန်းထားသည် illustration 1မောင်မဲသည်တေဂာနီးဆက်ဆက်တွင်ထုတ်ပေါ်ပြောဆိုချက် ပြုခဲ့သည်ဟုမောင်ဖြူကထင်ရှားအောင်ပြက်သိပြလိုလျင် မောင်ဖြူသည်မောင်မဲတေချောင်းကိုတက်တည်တင်ရှားပြရမည်။နှစ်ပျောက်ဆုံးသည်စာချုပ်စာတမ်းတွင်ပါရှိသည့်အကြောင်းချင်းရာများကိုမိတ္တုတက်တည်ခံဖြင့်မောင်ဖြူကတင်ရှားအောင်ပြလိုလျင်မောင်ဖြူသည်အဆိုပါစာချုပ်စာတမ်းမူရင်းပျောက်ဆုံးချောင်းကိုတက်တည်တင်ရှားအောင်ပြရမည်။8.2.6ပုံမှန်တရား9 Button of proving the case or accuse come with exception တရားခံဤပြမှုသည်ကင်းလွတ်ချက်များအတွင်ကြားရောက်ကြောင်းတက်တည်ခံတင်ပြရန်တာဝန် လူတဦးတယောက်ကိုပြစ်မှုတစ်ခုခုဖြင့်ဆွဲဆိုသည့်အခါထိုအမှုကိုပြစ်မှုဆိုင်ရာဥပဒေတွင်ပါရှိသောအထွေထွေကင်းလွတ်ချက်များအ ਨੇ ကင်းလွတ်ချက်တရရက်တွင်အကျုံးဝင်စေနိုင်သည့်အခြေအနေတည်ရှိကြောင်းသို့မဟုတ်ပြစ်မှုဆိုင်ရာဥပဒေ၏အခြားအပိုင်းတစ်ခု၌တော်၎င်းထိုပြစ်မှုကိုအဓိပ္ပာယ်ပိုင်းခြားဖော်ပြထားသည့်ဥပဒေတရရက်၌တော်၎င်းပါရှိသောအထူးကင်းလွတ်ချက်သို့မဟုတ်ချွင့်ချက်တရရက်တွင်ထိုအမှုအကျုံးဝင်စေနိုင်မီအခြေအနေများတည်ရှိကြောင်းတည်တည်ထင်ရှားပြရန်တာဝန်သည့် ထိုသူအပေါ်တွင်ကြားရောက်သည်ထိုကဲ့သို့မပြနိုင်လျင်ထိုသူသောအခြေအနေများကင်းမဲ့ကြောင်းတရားရုံးကအမှတ်ယူရမည်ဟု၍တတိကံအဥ်ရီပုံမှာ105၌ဖော်ပြထားသည် illustration 1လူတန်းမှုတွင်ဆွဲဆိုခံရသူမောင်ဖြူကမိမိမှာစိတ်မနှံ့ခြင်းကြောင့်ဖြစ်သောအပြုအမူဤသဘောကိုမသိနိုင်ခဲ့ပါဟုဆိုသည်တတိထင်ရှားပြရန်တာဝန်မှာမောင်ဖြူအပေါ်တွင်ကြားရောက်သည်2လူတန်းမှုနှင့်ဆွဲဆိုခံရသူမောင်ဖြူကရုတ်တရက် အမျက်ပြင်းထန်စွာထွက်အောင်ပြုလုပ်ခံရသဖြင့်မိမိ၏စိတ်ကိုချုပ်တီးနိုင်သည့်စွမ်းရည်မရှိတော့ဟုဆိုသည်တက်တည်ထင်ရှားပြရန်တာဝန်မှာမောင်ဖြူပေါ်တွင်ကြသည်8.2.7ပုံမှား106 brand of proven fact especially within knowledge အထူးသိရှိနိုင်သည့်အကြောင်းချင်းရာကိုတက်တည်ပြရန်တာဝန်အကြောင်းချင်းရာတရရက်ကိုတစုံတယောက်သောသူကသာအထူးသဖြင့်ပို၍သိရှိနိုင်လျင်ထိုအကြောင်းချင်းရာနှင့်ဆက်လင်း၍ တက်သေးထင်ရှားပြရန်တာဝန်မှာလဲထိုသူအပေါ်တွင်ကြားရောက်သည်ဟူ၍တက်သေးကံဥရီပုံမှာ106တွင်ဖော်ပြထားသည် illustration 1ပြည့်မှုတစ်ခုကို ပြုလုပ်သည့်သဘောလက္ခဏာနှင့်အခြေအနေများကိုထောက်၍ပေါ်ပေါက်လာသောကြံရွယ်ချက်ဖြင့်မဟုတ်ဘဲအခြားကြံရွယ်ချက်ဖြင့်ထိုပြည့်မှုကိုပြုလုပ်ခြင်းဖြစ်လျင် ထိုရည်ရွယ်ချက်ဖြင့်ပြုလုပ်ကြောင်းတက်တဲ့ထင်ရှားပြရန်တာဝန်သည်ထိုသူအပေါ်တွင်ကြာရောက်သည်နှင့်လက်မှတ်မပါဘဲမြေထားတွင် စီးနင်းလိုက်ပါမှုဖြင့်မောင်ဖြူကိုတရားစွဲသည် လက်မှတ်ရှိကြောင်းထင်ရှားအောင်တက်သည့်ပြရန်တာဝန်မှာမောင်ဖြူဘော်တွင်ကြားရောက်သည်8.2.8ပုံမှာတရားကုန် Button of proving death of person home to have been alive with 30 years နှစ်ပေါင်း30အတွင်းအသက်ရှင်လျက်ရှိသည်ဟုတရားသူသည်တေဆုံးမိကြောင်းတက်သည့်ကံတင်ပြရန်တာဝန်တဦးတယောက်သောသူတေမတေဆိုသည့်ပြဿနာပေါ်ပေါက်သည့်အခါထိုသူသည်နှစ်ပေါင်း30အတွင်းအသက်ထင်ရှားရှိခဲ့ကြောင်းပေါ်ပေါက်လျင် ထိုသူတည်ဆုံးကြောင်းထင်ရှားအောင်တက်တည်ပြရန်တာဝန်သည်ထိုသူတည်ဆုံးပြီးဟုအခိုင်အမာပြောဆိုသူ၏အပေါ်တွင် ကြားရောက်သည်ဟုတက်တည်ကံအဥ်၏ပုံမှာတရားခွန်တွင်ပြထန်းထားသည်8.2.9ပုံမှာ108 Baron of proving that person is a live who have not been here or 7 years ခုနှစ်နှစ်အတွင်းသတင်းမရသူသည် ရှိနေကြောင်းတက်တည်ပြရန်တာဝန်တဦးတယောက်သောသူသည်အသေးမသေးဆိုသည့်ပြဿနာတွင် ထိုသူ ရှင်လျက်ရှိပါက တာမန်အားဖြင့်ထိုသူ၏သတင်းကိုကြားနိုင်မည်သူတို့က9နှစ်ကြာကာလများထိုသူ၏သတင်းကိုမကြားရအောင်တက်သည့်ထင်ရှားပြလျင်ထိုသူအသက်ရှင်လျက်ရှိနေကြောင်းကိုတက်သည့်ထင်ရှားပြရန်တာဝန်သည်ထိုသူအသက်ရှင်လျက်ရှိသည်ဟုအခိုင်အမာပြောဆိုသူအပေါ်တွင် ပြောင်းလဲကြရောက်သည်ဟုတက်သည့်ကံအဥပဒေပုံမှာ၁၈၀တွင်ဖော်ပြထားသည်8.2.10ပုံမှာ၁၀၀ကို burden of proof as to relation in the case of partner landlord and tenant principal and agent အစုဆက်များအရှင်အိမ်ကအကြီးအကဲကိုယ်စားလှယ်လွှဲသူနှင့်ကိုယ်စားလှယ်အဖြစ်ဆက်ဆံမှုရှိမရှိတက်သေးထင်ရှားပြရန်တာဝန်အစုဆက်လုပ်ငန်းလုပ်ကိုင်သူများဟုတ်မဟုတ်အငှားချထားသူများနှင့်အငှားချထားခြင်းခံရသူဟုတ်မဟုတ်အကြီးအကဲနှင့်ကိုယ်စားလှယ်ဟုတ်မဟုတ်ဆိုသောပြဿနာတွင်၎င်းတို့သည်အထက်ပါအတိုင်းဆောင်ရွက်ကြောင်းထင်ရှားလျင်၎င်းတို့သည်ထိုကဲ့သို့ဆိုကဲ့သည့်အတိုင်း မဆက်ဆံဘူးကြောင့်သို့မဟုတ်ဆက်ဆံရမှရက်စဲပြီးဖြစ်ကြောင်းပြောဆိုလျင်တတိကံပြရန်တာဝန်မှာထိုသို့ပြောဆိုသူအပေါ်တွင် ကြားရောက်သည်ဟူ၍တတိကံအဥ်တွေပုံမှာတရားကိုတွင် ဖော်ပြထားသည်8.2.11ပုံမှာ130 Brand of Pro S2 Ownership ပိုင်ရှင်နှင့်ပတ်သက်သောတတိကံတင်ပြရန်တာဝန်တဦးတယောက်သောသူ၏လက်ဝယ်ရှိကြောင်း ထင်ရှားအောင်ပြပြီးဖြစ်သောပစ္စည်းဤပိုင်ရှင်မှာ ထိုသူဟုံမဟုတ်ဟူသော ပြဿနာတွင် ထိုသူမှာပစ္စည်းပိုင်ရှင်မဟုတ်ကြောင်းတတိပြရန်တာဝန်သည်ထိုပစ္စည်းပိုင်ရှင်မဟုတ်ဟူအခိုင်အမာပြောဆိုသူ၏အပေါ်တွင် ကြားရောက်သည်ဟုတတိကံအဥ်တွင်ပုံမှာ130တွင်ပြဋ္ဌာန်းထားသည်လက်ဝယ်ရှိသူသည်မိမိလက်ဝယ်ရှိပစ္စည်းသည်သူသာပိုင်ဆိုင်ကြောင်းဥပဒေကယူဆသဖြင့်လက်ဝယ်ရှိသူကအခွင့်အရေးပိုရှိသည် ထိုသူ၏ပစ္စည်းမဟုတ်ကြောင်းဆွဆွဲသူအပေါ်တတိပြရန်တာဝန်ကြားရောက်သည်8.2.12 ပုံမှာ131 Pro Gofet in Transition World One Party is relation of active confident တဦးနဲ့တဦးယုံကြည်အားကိုးရသောအခြေတွင် ဖြစ်လျင်သဘောရိုးဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်းတသက်ပြရန်တာဝန်နှစ်ဦးအ ਨੇ တဦးကကြံတဦး၏စိတ်ချယုံကြည်ခြင်းကိုခံ၍အလုပ်ကိစ္စဆောင်ရွက်ရာတွင် ထိုတဦးပေါ်တဦးကသဘောရိုးရှိမရှိဟုသော ပြဿနာဖြစ်ရာထိုအလုပ်ကိစ္စကိုသဘောရိုးနှင့်ဆောင်ရွက်ကြောင်းတသက်ထင်ရှားပြရန်တာဝန်သည်ထို့သို့ စိတ်ချယုံကြည်ခြင်းကိုခံ၍စောင်ရွက်သူအပေါ်တွင်ကြားရောက်သည်ဟုပုံမှား131တွင်ဖော်ပြထားသည် illustration 1အမှုတွေတအူးဆွဲဆိုသည့်တရားမမှုတွင်အမှုတွေကိုရှေ့နေသို့တစုံတရာရောင်းချခြင်းနှင့်ဆက်လင်း၍သဘောရိုးဖြင့်ရောင်းချခြင်းဖြင့်ဟုတ်မဟုတ်ဟူသောပြဿနာရှိခဲ့သောသဘောရိုးဖြင့်ရောင်းဝယ်မှုကိစ္စဆောင်ရွက်ကြောင်းကိုတည်တည်ထင်ရှားပြရန်တာဝန်သည်ရှေ့နေအပေါ်တွင်ကြားရောက်သည်2အရွယ်ရောက်စားဖြစ်သော တားကဆွဲဆိုသောတရားမမှုတွင်တားဖြစ်သူကဖခင်တို့ တစုံတရာရောင်းချခြင်းနှင့်ဆက်လင်း၍သဘောရိုးဖြင့်ရောင်းချခြင်းဟုတ်မဟုတ်ဟုသော ပြဿနာရှိခဲ့သောသဘောရိုးဖြင့်ရောင်းချမှုကိစ္စဆောင်ရွက်ကြောင်းကိုသက်သေတင်ရှားပြရန်တာဝန်သည်ဖခင်ဘော်တွင်ကြားရောက်သည်8.2.13ပုံမှား112 per jure marriage conclusive proof of legitimacy လက်ထပ်ပေါင်းသင်းနေစဲမွေးဖွားလျင်တရားဝင်ကလေးဖြစ်သည်ဟုမှတ်ယူရခြင်းတစုံတယောက်သောသူသည်မိမိ၏မိခင်နှင့်ယောက်ျားတအူးတို့သည် တရားဝင်လက်ထက်ပေါင်းသိနေစဉ်ကာလအတွင်း၌မွေးဖွားလင်းသော၎င်းမိခင်နောက်အိမ်နောက်မပြုခဲ့သောလက်ထက်ချင်းကိုဖျက်သိမ်းသည့်နေ့မှရက်ပေါင်း280အတွင်မွေးဖွားလျင်သော၎င်းထိုသူဤမိခင်နှင့်ထိုယောက်ျားတို့သည်တဦးနှင့်တဦးသားသမီးရနိုင်ရန်ပေါင်းဖော်ဆက်ဆံခွင့်မရှိကြောင်းကိုထိုယောက်ျားကမပြနိုင်ပါကထိုသူသည်ထိုယောက်ျား၏တရားဝင်သားသမီးဖြစ်ကြောင်းအပြီးအပြည့်ထင်ရှားသောတည်ထေကံကျဲဖြစ်သည်ဟုတည်ထေကံအုပ်ရေပုံမှာ112တွင် ဖော်ပြထားသည် ကလေးစရိတ်တောင်းသောကိစ္စများ၌ဤပုံမှသည် အလွန်အရေးကြီးသည်၊ကွဲကွာပြီးနောက်မှမွေးသောကလေးသည်လည်းထိုမိဘများ၏ကလေးပင်ဖြစ်နိုင်သည်။ယောက်ျားအနေဖြင့်တတ္တိကံအဥ်ရေပုံမှ132အရာကင်းလွတ်ခွင့်ရနိုင်သည်မှာမိမိ၌ပန်းသည့်ယောဂါဖြစ်နေကြောင်းသို့မဟုတ်ရဝေးသို့ရောက်ရှိနေကြောင်းသို့မဟုတ်အခြားလုံလောက်သောအကြောင်းကြောင့်ထိုမိမနှင့်ကိုယ်လက်နှီးနှောရန်အခွင့်အရေးမရှိခြင်းကြောင့်ထိုကလေးကို ပရိသေတီတီစီရန်အတွဲအစွမ်းမရှိပါဟုသော အချက်ကိုတက်သေးပြရမည်ဖြစ်သည် ထိုကဲ့သို့တက်သေးထင်ရှားပြနိုင်ပါကတက်သေးကံအဥ်တွေပုံမှာ132အရာ ကင်းလွတ်နိုင်သည် ထိုကဲ့သို့တက်သေးမပြနိုင်ပါကထိုယောက်ျားသည် ထိုကလေးဤဖခင်ဖြစ်ကြောင်းတက်သေးကံအဥ်တွေပုံမှာ132အရာမှတ်ယူခြင်းခံရမည်သာဖြစ်သည်8.2.14ပုံမှာ134ကုန်မေပါစွန်း existence of starting first အချို့သောအကြောင်းချင်းရာများဖြစ်ပျက်ကြောင်းကိုယုံကာမှတ်ယူနိုင်ခြင်းတရားရုံးသည်အမှုကိစ္စတစ်ခု၏အကြောင်းချင်းရာများနှင့်ဆက်စပ်လျက်ရှိသောတဘာဝအဖြစ်ပျက်များလူတို့၏အပြုအမူအများပြည်သူနှင့်ဆိုင်ရာလုပ်ငန်းနှင့်ပေါလိကဆိုင်ရာလုပ်ငန်းတို့၏ဖြစ်ရိုးဖြစ်စဉ်ကိုထောက်ထားစင်ရင်လျက်ဖြစ်တန်ရာဟုမိမိထင်မြင်ပါကထိုအကြောင်းချင်းရာတရရတရှိခဲ့ကြောင်းမှတ်ယူနိုင်သည်ဟု၍တသက်ကံအဥပဒေပုံမှ114တွင်ဖော်ပြထားသည် illustration တရားရုံးကအောက်ပါအချက်များကိုမှန်တည်ဟုမှတ်ယူ၍ယူဆနိုင်သည်ကာကြီးခိုးမှုဖြစ်ပွားပြီးနောက်မကြာမီအတွင်းခိုးရပါပစ္စည်းကိုလက်ဝယ်ရှိသူတယောက်ကမိသည့်နီလန်းဖြင့်ထိုပစ္စည်းမိမိလက်ဝယ်သို့ရောက်ရှိကြောင်းကိုအကြောင်းမပြနိုင်လျင်ထိုသူသည်တခိုးတော်၎င်းခိုးရပါပစ္စည်းဖြစ်ကြောင်းသိလျက်နှင့်လက်ခံထားသူ၎င်းဖြစ်ကြောင်းဥပမာကာကြီးခိုးမှုတမှုဖြစ်ပြီးနောက်မကြာမီ ခိုးရပါပစ္စည်းများကိုလက်ဝယ်ရှိသူတဦးတယောက်က ထိုပစ္စည်းမိသည့်ဤဖြင့်မိမိလက်ဝဲသို့ရောက်ရှိကြောင်းကိုအကြောင်းမပြနိုင်လျင် ထိုသူသည်တကောတော်၎င်းထိုပစ္စည်းခိုးရပါပစ္စည်းဖြစ်ကြောင်းတိလျဲနှင့်လက်ခံထားသူဖြစ်ကြောင်းမှတ်ယူဆနိုင်သည်တို့ရာတွင်ဤပုံစံကာကြီးအတိုင်းယူဆရန်မယူဆရန်မှာ အမှန်အတာပြုလုပ်ထားသောဒင်္ဂါတပြားကိုခိုးယူပျောက်ဆုံးပြီးနောက်မကြာမီအတွင်ဈေးတယ်တဦးထံမှတွေ့ရှိသည်ထိုဈေးတယ်သည်ဒင်္ဂါများကိုမပြတ်လက်ခံရခြင်းကိုလည်းဂရုပြုရမည် illustration တရားရုံးကမှန်တည်ဟုမှတ်ယူ၍ယူဆနိုင်ခြင်းခါကွေပြမှုကျူးလွန်ရာတွင်ကြံရပါတဦးဤထွက်ဆိုချက်ကိုအရေးကြီးသောအကြောင်းအရာများ၌အထောက်အကူပြုသည့်တည်ထေကံချက်မရှိလျင်ထို့သူမှာယုံကြည်ထိုက်သောတည်မဟုတ်ကြောင်းဥပမာ ပြမှုတစ်ခုကိုလူအများပူပေါင်း၍ကျူးလွန်ကြသည်ပြမှုကျူးလွန်သူများအနက် A B နှင့် C တို့သုံးဦးကိုပြမှုဖြစ်ပွားရာနေရာတွင်ဖမ်းမိ၍ယင်းတို့အားတယောက်တစ်နေရာသည်ထားသည် ်ယင်းတို့ကအမှုအကြောင်းကိုပြောပြရာတွင်ဒီပါဝင်ကြောင်းအတိအသေးထွက်ဆိုအစစ်ဆေးခံကြသည် ထို့သောထွက်ဆိုရာ၌ရခင်ကကြိုတင်ပေါင်းဖက်ကြံစီထားသည့်လက္ခဏာမရှိတော့အောင်ယင်းတို့၏ထွက်ဆိုချက်များသည်တစ်ခုနဲ့တစ်ခုအထောက်အခံပြုလျက်ရှိသည်ငါလက်ခံပြီးသောတို့မဟုတ်အတီးပြူပြီးသောငွေလဲစာချုပ်သည် ပါရှိသည့်အဖိုးစာနာအပြည့်စုံရရှိသူထိုငွေလဲစာချုပ်ကိုလက်ခံခဲ့ကြောင်းတို့မဟုတ်အတူပြုခဲ့ကြောင်း ဥပမာငွေလဲစာချုပ်ဖြင့်ငွေထုတ်သူ A သည်စီးပွားရေးလောက်ကန်နေသူဖြစ်သည်ထိုစာချုပ်ကိုလက်ခံသူ B သည်ငွေရည်၍အသိပညာကင်းမဲ့သူ ဖြစ်လျင် A ဩဇာကံလုံးလုံးဖြစ်ခြင်းကာကြီးတစုံတစ်ယောက်သောအရာဝတ္ထုသို့မဟုတ်အရာဝတ္ထုများ၏အခြေအနေတည်ရှိခြင်းမှာထိုသို့သောအရာဝတ္ထုများသို့မဟုတ်အရာဝတ္ထုတို့၏အခြေအနေများရံမြဲဖြစ်နေသော အချိန်ကာလမတိုင်မီရင်းသို့တည်ရှိနေသည်ဟုတင်ပြထားလျင် ထိုအရာဝတ္ထုသည်သို့မဟုတ်ထိုအရာဝတ္ထုများ၏အခြေအနေသည်လည်းဆက်လက်တည်ရှိနေသည်ဥပမာမြေတစ်ခုသည်လွန်ခဲ့သည့်၅နှစ်ကရေချောင်းမပြောင်းဘဲစီစဉ်ခဲ့သည်မှာတက်တည်ထင်ရှားတော်လဲထို့နောက်တွင် ရေကြီးလျံတိရပြီးဖြစ်ရာထို့သို့ရေကြီးရေလျံခြင်းကြောင့်ထို ရေစီးချောင်းပြောင်းလဲသွားနိုင်ခြင်းငါတရားစီရင်လုပ်ငန်းများနှင့်အခြားရုံးလုပ်ငန်းများကိုဆောင်ရွက်သင့်သလိုပုံမှန်ဆောင်ရွက်ထားခြင်းဥပမာတရားစီရင်လုပ်ငန်းတစ်ရပ်ကို နီလန်းတကြဆောင်ရွက်ခြင်းရှိမရှိဟူသောပြဿနာတွင် ထိုဆောင်ရွက်ချက်ကိုထူးခြားသောအခြေအနေအရဆောင်ရွက်ရခြင်းစာလုံးအလုပ်ကိစ္စများတွင်တစ်ခုစီကိုဆောင်ရွက်ရ၌အများအားဖြင့်ဆောင်ရွက်မြဲအတိုင်းပြုလုပ်ဆောင်ရွက်ထားကြဥပမာ ပြဿနာမှာစာရဆောင်ကိုရမရဖြစ်သည်ထိုစာကိုစာတိုက်တွင်ထည့်ပြီးဖြစ်ကြောင်းတင်ပြထားသည်တို့ရာတွင် စာပူရိုးပို့စဉ်လုပ်ငန်းတွင်အတားအဆီးအနှောက်အယှက်များရှိခြင်းကြောင့်စာမရောက်နိုင်စာလင် တတိယကံတစ်ခုကို တင်ပြနိုင်ပါလျက်တင်ပြခြင်းမပြုလျင်ထို့သို့မတင်ပြဘဲနေသူဤအကျိုးနှင့်ဆန့်ကျင်လိမ့်မည်ဖြစ်ကြောင်းဥပမာလူတယောက်သည်တိတ်အေးမကြီးသောဗရင်ရှင်တစ်ခုနှင့်ပတ်သက်၍တရားဆွဲဆိုခြင်းခံရရာတွင်ထိုဗရင်ရှင်နှင့်ပတ်သက်မည်ဖြစ်သောစာချုပ်စာတမ်းတစ်ခုခုကိုတင်ပြခြင်းမပြုခဲ့ကြ။ထိုစာချုပ်စာတမ်းသည် ထိုသူ၏မိသားစု၏စိတ်နှင့်ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်ခြင်း။ဇာကွဲ ။မဖြေဆိုဘဲမနေရဟုဥပဒေကပြဋ္ဌာန်းထားခြင်းမရှိသောမေကွန်းကိုလူတယောက်ကဖြေဆိုရန်ညှင်းဆိုလျင်ထိုသူ၏အကျိုးနှင့်ဆန့်ကျင်လိမ့်မည်ဖြစ်ကြောင်း။ဥပမာလူတယောက်သည်ဥပဒေအရမဖြေမဆိုဘဲနေ၍ရနိုင်သည့်မေကွန်းကိုဖြေဆိုရန်ညှင်းဆိုသည်။တို့ရတွင်ဖြေဆိုလျင်မေးသည့်ကိစ္စနှင့်မသက်ဆိုင်သောကိစ္စတွင်ထိုသူ၏အကျိုးစီးပွားကိုဆုပ်ယော့စေနိုင်သည်။ဈာမြင့်စွဲတစုံတကူသောတာဝန်ကိုထမ်းဆောင်ရန်ပြုလုပ်သည့်စာချုပ်စာတမ်းသည် ထိုတာဝန်ကိုထမ်းဆောင်ရမည်သူ၏လက်ထဲတွင် ရောက်ရှိနေလျင်ထိုတာဝန်ကိုထမ်းဆောင်ပြီးဖြစ်ကြ။ဥပမာခံဝန်ချုပ်တစ်ခုသည်တာဝန်ထမ်းဆောင်ရမည်သူ၏လက်ဝယ်တွင်ရှိသည်။တို့ရာတွင် ကိစ္စ၏အခြေအနေအရထိုခံဝင်ချုပ်ကိုထိုသူခိုးယူရရှိထားနိုင်ပြီးဖြစ်ချင်းတတိကံအုပ်တွေပုံမှန်134ဤနောက်တွင် ပုံမှန်134ကာကြီးဖြင့်အောက်ပါအတိုင်းဖြည့်ဆွက်ရမည်ပစ္စည်းကရိယာတစ်ခုသို့မဟုတ်လုပ်ငန်းစဉ်တစ်ရက်သည်နီလန်းတကြအသုံးပြုခဲ့လျင်တာမန်အားဖြင့် အလက်ထရောနစ်မှတ်တမ်းတစ်ခုကိုဖြစ်စေသို့မဟုတ်တိကျသေးကြသောဆက်သွယ်ပေးပို့သည့်ပစ္စည်းကိရိယာတစ်ခု သို့မဟုတ်လုပ်ငန်းစဉ်တရဖြစ်သည့်အခါတူတီးမဟုတ်ပစ္စည်းကိရိယာအမျိုးအစားတစ်ခု သို့မဟုတ်လုပ်ငန်းစဉ်အမျိုးအစားတရဖြစ်သည့်အခါထိုအလက်ထရောနစ်မှတ်တမ်းကိုမှန်ကြောင်းမှတ်ယူခြင်းနှင့်ဆက်လင်း၍တဏှာဖြစ်ပွဲရှိကြောင်းတသေကံချက်ကိုထင်ရှားပြသနိုင်ခြင်းမရှိလျင်တရားရုံးအနေဖြင့်အငင်းပွားနေသည့်အခြေအနေတွင်ရှိသောထိုပစ္စည်းကိရိယာတစ်ခုသို့မဟုတ်ထိုလုပ်ငန်းစဉ်တရက်သည့် ို့အလက်ထရောနစ်မှတ်တမ်းကို ဖြစ်စေကြောင်းသို့မဟုတ်တိကျသေးကြသောဆက်သွယ်ပေးဖို့ပြီးဖြစ်ကြောင်းမှတ်ယူရမည်။ Illustration အလက်ထရောနစ်ပစ္စည်းတစ်ခုသို့မဟုတ်လုပ်ငန်းစဉ်တရက်ဖြင့်ပြုလုပ်ထားသောအလက်ထရောနစ်မှတ်တမ်းတစ်ခုကိုဖြစ်စေစာတမ်းအမှတ်အသားတစ်ခုကိုဖြစ်စေတက်သေတင်ပြရန်ကြိုးပမ်းဆောင်ရွက်ပြီးနောက်အနေဖြင့်အငင်းပွားနေသည့်ထိုအလက်ထရောနစ်ပစ္စည်းသို့မဟုတ်လုပ်ငန်းသည်နီလန်တကြအသုံးပြုခဲ့လျင်တာမန်အားဖြင့်အလက်ထရောနစ်မှတ်တမ်းတစ်ခုသို့မဟုတ်စာတမ်းအမှတ်အသားတစ်ခုကိုဖြစ်စေသည့် စ္စည်းကရိယာတစ်ခုသို့မဟုတ်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်းတူဒီဘုံပစ္စည်းကရိယာအမျိုးအစားတစ်ခုသို့မဟုတ်လုပ်ငန်းစဉ်အမျိုးအစားတစ်ရပ်ဖြစ်ကြောင်းတက်သေးထင်ရှားတင်ပြသည်အဆိုပါအချက်သည်အငင်းပွားနေသော အခြေအနေတွင်ရှိသည်ထို electronic မှတ်တမ်းသို့မဟုတ်စာတမ်းအမှတ်သားထိုပစ္စည်းကရိယာသို့မဟုတ်လုပ်ငန်းစဉ်တစ်ရပ်က ဖြစ်စေကြောင်းတရားရုံးကမှတ်ယူရာတွင်ဆက်ဆိုင်သောအကြောင်းချင်းရာတစ်ရပ်ဖြစ်သည်နှင့် ဆန့်ကျင်သက်သေမတင်ပြနိုင်ပါကအလက်ထရောနစ်မှတ်တမ်းတစ်ခုသည်ထိုမှတ်တမ်းကိုတင်ပြလိုသည့်အမှုတည်းဤထိန်းချုပ်မှုအောက်တွင်ရှိသူတဦးကပြုလုပ်ထားခဲ့လျင်သို့မဟုတ်မှတ်တမ်းထားခဲ့လျင်သို့မဟုတ်သူမီတင်စီထားခဲ့ခြင်းမဟုတ်သည့်အပြင်အငင်းပွားနေသည့်အခင်းဖြစ်ပွားမှုတွင်ပါဝင်ခဲ့ခြင်းမရှိသူတဦးကတာမန်လှုပ်ဆောင်ရဲလုပ်ငန်းတွင်လုပ်ကိုင်သည့်အတိုင်းပြုလုပ်ထားခဲ့ခြင်းသို့မဟုတ်သူမီတင်စီထားခဲ့ခြင်းဖြစ်ကြောင်းအခိုင်အမာတက်သေးထူနိုင်လျင် ထိုသို့ပြုလုပ်ထားသောသူဒီမဟုတ်မှတ်သားထားသောသို့မဟုတ် တူမီသိန်းစီထသောအီလက်ထရောနစ်မှတ်တမ်းတရမှာစစ်မှန်ကြောင်းတရားရုံးကမှတ်ယူရမည်။ Illustration A သည် electronic မှတ်တမ်းပုံစံဖြင့် B ကိုစန့်ကျင်ရေးတက်တည်ပြရန်ဆောင်ရွက်သည်။ထို electronic မှတ်တမ်းသည်အမှုတွင်ပါဝင်ခြင်းမရှိသည့်ဂျားလူဖြစ်သော C ကတာမန်လုံဆောင်ရွယ်လုပ်ငန်းတွင်လုပ်ကံသည့်အတိုင်းပြုလုပ်ထားခဲ့ခြင်းသို့မဟုတ်မှတ်သားထားခဲ့ခြင်းသို့မဟုတ်တင်စီထားခဲ့ခြင်းပြုခဲ့သည်ဟူသောအချက်သည့် အဆိုပါအီလက်ထရောနစ်မှတ်တမ်းစစ်မှန်ကြောင်းတရားရုံးကမှတ်ယူရန်အတွက်ဆက်ဆိုင်သည့်အကြောင်းချင်းရာဖြစ်သည်၃အီလက်ထရောနစ်မှတ်တမ်းတစ်ခုကိုတင်ပြလိုသည့်အမှုတွေ၏အကျိုးနှင့်ဆန့်ကျင်နေသူတဦးကပြုလုပ်ထားခဲ့ခြင်းသို့မဟုတ်မှတ်တမ်းထားခဲ့ခြင်းသို့မဟုတ်သူမိသိသိထားခဲ့ခြင်းပြုလုပ်သည့်အခါတွင်ထိုအီလက်ထရောနစ်မှတ်တမ်းကိုပြုလုပ်ခြင်းသို့မဟုတ်မှတ်သားထားခြင်းသို့မဟုတ်သူမိသိသိထားခြင်းနှင့်ဆက်ဆက်၍ပေါ်ပေါက်လာသောစစ်မှန်မှုရှိမရှိအငင်းပွားမှုနှင့်ဆက်လင်း၍ စန့်ကျင်သက်သေတင်ပြနိုင်မှာကတရားရုံးအနေဖြင့်ထိုအီလက်ထရောနစ်မှတ်တမ်းမှာစစ်မှန်ကြောင်းမှတ်ယူရမည်။ illustration A သည်အီလက်ထရောနစ်မှတ်တမ်းပုံစံဖြင့် B ကိုစန့်ကျင်၍သက်သေပြရန်ကြိုးပမ်းသည်ထိုအီလက်ထရောနစ်မှတ်တမ်းသည်သက်သေကံကျဲ၏ဆက်ဆိုင်ခြင်းကိုစန့်ကျင်ဘက်ပြုသော B ကပြုလုပ်ထားခဲ့သည်သို့မဟုတ်မှတ်တမ်းထားခဲ့သည်သို့မဟုတ်သူမီတင်စီထားခဲ့သည်ဟူသောအချက်သည်အဆိုပါအီလက်ထရောနစ်မှတ်တမ်းစစ်မှန်ကြောင်းတရားရုံးကမှတ်ယူရန်အတွက်ဆက်ဆိုင်သည့်အကြောင်းအရာ ဖြစ်သည်။၄ ပုံမှန်ကနှစ်ဤရွယ်ချက်အလို့ငါပြစ်မှုဆိုင်ရာမှုကင်းတရက်တွင်ပါဝင်သောအမှုတဲ့တူဆိုသည်တွင်အေတရက်ခံကကျူးလွန်ကြောင်းဆွဆွဲထားသည့်ပြစ်မှုများနှင့်ဆက်လင်း၍မေးမြန်းစုံထောက်ရာတွင် ပါဝင်ခဲ့သော တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတစ်ခုခုမှရဲအရာရှိသို့မဟုတ်အခြားအရာရှိတူဘီစစ်ဆေးစီရင်မှုတရက်တဲတွင်ပြစ်မှုတရက်ဖြင့်စွဲချက်တင်ခံရသူမဟုတ်သည့်တိုင်ဆွဆွဲခံရသူဤကြံရပါတူတို့ပါဝင်သည်ငါ ဤပုံမှတွင်ရည်ညွှန်းဖော်ပြပါရှိသည့်ကိစ္စရပ်များကိုကျန်းသစ္စာပြုသူကတင်သွင်းသူက၎င်း၏အကောင်းဆုံးသိရှိနိုင်သောအချက်အလက်များနှင့်ယုံကြည်မှုတို့အရာပြုလုပ်ထားသည့်ကျမ်းကျိန်လွှာဖြင့်တည့်တည့်ထင်ရှားတင်ပြနိုင်သည်